ြီးခဲ့လတည်းကကျွန်တော်ဟိုအခန်းလေးတစ်ခန်းရောင်းတော့ကျွန်တော်ဟိုဖုန်းပြင်ဆိုင်လေးလို့ share ဖွင့်ပြတာအဖုန်းပြင်ဆိုင်ဖွင့်ပြတော့ကျွန်တော်တို့ကျွန်တော်တောင်ဆိုင်နေတဲ့မဖွင့်ပြဘောနော်ဖွင့်ပြတော့ကိုကကျွန်တော် share ဆင်နေတဲ့ကျွန်တော်တို့ဒီအဲ့ဆိုင်ဖွင့်ပွဲလေးလုပ်ဖို့ပေါ့ကျွန်တော်ရ budget က300လောက်ခြံထားတယ်ခြံထားရင်နောက်တော့ဆိုင်ဖွင့်ဆိုင်ဖွင့်ကနေကြမှာပဲ share ဆင်နေတဲ့ကျွန်တော်တိုင်ပင်ပြီးတော့ဟိုဆိုင်ဖွင့်ပွဲလုပ်တယ်ဆိုတာလဲ marketing မယ်လीနော်အော်ဘယ်သူဘယ်သူကိုဖိတ်ပြီးတော့ကျွန်တော်တို့ဒီလို ပွဲလုပ်လိုက်တယ်ပြီးတော့ဆိုင်ုံတည်အောင်လုပ်တာပေါ့အဲ့ဒါနဲ့ကျွန်တော် marketing idea ထည့်ရတယ်အဲ့လိုမျိုးလုပ်တာတက်ဆိုင်ရင်ဒီပတ်ဆိုင်ကျွန်တော်တို့အချိုးရှိတဲ့နေရာကိုလှူမယ်လှူပြီးတော့မှလူတည်အောင်လုပ်ရင်ပိုမကောင်းလားအဲ့ဒါဆိုလိုအပ်တဲ့လူလည်းရတယ်ဆိုတော့ share ရှင်တွေကလည်းသူတို့ဟိုပါပေါ့အဲ့ဒါဆိုလုပ်ကြမယ်ဆိုတာနဲ့အဆုံးဖြတ်ပြီးတော့ကျွန်တော်ဒီအဲ့အဲ့ပေါ့ထိုင်မွဲလုံးမဲ့တိန်းနေရာကိုကျွန်တော်ဒီမှာဟိုဘဟုမျိုးသမီးဆေးရုံကြီးမှာပဲကိုဝင်ဆောင်အရောက် တရားကိုတရားနှစ်သိန်းလုံးနဲ့လှူဖို့ဆိုပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ဖြစ်ခဲ့တာဗျာဟုတ်ကဲ့ဟုတ်ကျွန်တော်ကလည်းအဓိကပေါ့နော်ဟိုနာမည်ကြီးကျင်လို့လည်းမဟုတ်ကျွန်တော်ကိုတည်တဲ့လူတချို့တော့လည်းတည်ပြီးသားဗျာလို့နာမည်ကြီးဖို့တကူတည်းကကျွန်တော်လိုင်းလုံးပြရစရာမလိုဘူးကျွန်တော်စာလေးဖတ်တဲ့သူရှိရင်ကျွန်တော်ကျင်တတ်တယ်ဗျာဒါပေမဲ့ကျွန်တော်ဒီဟာကိုရှေ့ကနေလုံးပြရဆိုတာတကယ်လိုအပ်နေတဲ့နေရာကြီးရှိတယ်ဒီနေရာတွေကိုလှူစေချင်တာဖြစ်တဲ့အတွက်ဒီနေရာတွေကိုကိုလှူယုံနဲ့မပြီးဘူးဗျာဒီနေရာတွေကိုကိုလှူနေရဆိုတော့တိစေချင်တယ် လူများကိုလည်းဩဒီနေရာမှာတကယ်လို့ပါလားဆိုရယ် message လေးကိုပေးခြင်းတယ်အဲ့ဒါပထမတစ်ချိန်ကတော့မမတ်ရပဲ23ရက်နေပဲဒီဒီတလတိတိဆိုဒီနေ့ပြည့်ရပေါ့နော်အဲ့တော့တော့ကျွန်တော်ဒီစောက်ရောင်းငွေဒိန်း300ကိုကျွန်တော်လူရောက်150ကိုလူတယ်အဲမနေ့ကလည်းကျွန်တော် total အားလုံးပေါင်းလိုက်ဒိန်း300ထပ်ဖြစ်သွားတယ်ထပ်လူနိုင်တယ်ပြီးခဲ့လလေးကကျွန်တော်ဟိုအခန်းလေးတစ်ခန်းရောင်းတော့ကျွန်တော်ဟိုဖုန်းပြန်ဆိုင်လေးလို့ share ဖွင့်ပြတာအဖုန်းပြန်ဆိုင် ဖွင့်ပြတော့ကျွန်တော်တို့ကျွန်တော်တော်ဆိုင်နေတဲ့တိတ်မဖွင့်ပြဘူးပေါ့နော်ဖွင့်ပြတော့အခုက ျွန်တော် share ဆင်နေနဲ့ကျွန်တော်တို့ဒီအဲ sign ဖွင့်ပွဲလေးလုပ်ဖို့ပေါ့ကျွန်တော်က budget က300လောက်ချန်ထားတယ်ချန်ထားရင်နောက်တော့ sign ဖွင့် sign ဖွင့်ခါနေကြမှာပဲ share ဆင်နေနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ဟို sign ဖွင့်ပွဲလုပ်တယ်ဆိုတာလဲ marketing ပဲလေနော်အော်ဘယ်သူဘယ်သူကိုဖိတ်ပြီးတော့ကျွန်တော်တို့ဒီလိုပွဲလုပ်လိုက်တယ်ပြီးတော့ sign ုံတည်အောင်လုပ်တာပေါ့အဲ့ဒါနဲ့ကျွန်တော် marketing idea ထိုက်ရတယ်အဲ့လိုမျိုး လောက်တာတက်ဆိုင်ဒီပတ်စံကတို့အချိုးရှိတဲ့နေရာကိုလှူမယ်လူပြီးတော့မှလူသိအောင်လုပ်ရောပုံမကောင်းလားဒါဆိုလိုအပ်တဲ့လူလည်းရတယ်ဆိုတော့ရှယ်ယာရှင်တွေကလည်းတို့ဟိုပါပေါ့အဲ့ဒါဆိုလောက်ကြမယ်ဆိုတာနဲ့အဆုံးဖြတ်ပြီးတော့ကျွန်တော်ဒီအဲ့အဲ့ပေါ့ထိုင်မွဲလုံးမဲ့တိန်းနေရာကိုကျွန်တော်ဒီမှာဟိုဘဟုမျိုးသမီးဆေးရုံကြီးမှာပဲကိုဝင်ဆောင်အရောက် တရားကိုတရားနှစ်သိန်းလုံးနဲ့လှူဖို့ဆိုပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ဖြစ်ခဲ့တာဗျာဟုတ်ကဲ့အော်အဲ့ပေးရတာတော့ဘယ်လိုပြောမလဲဆွဲလန်းလာတော့မသိဘူးကျွန်တော်တို့အဲ့လိုပေါ့ငွေလေးနည်းနည်းပိုလာပြီဆိုရင်အဲ့လိုပေးကျင်သိဖြစ်တယ်ဘာလို့ဆိုတော့တကယ်ခက်ခဲနေတဲ့နေရာလေးနော်သူတို့ခက်ခဲနေရာကိုကြည့်ပြီးတော့ဟိုဟိုခက်ခဲနေတဲ့အချိန်မှာတချို့ဆိုတသိန်းနှစ်သိန်းအောင်အချိန်မပြတဲ့အချိန်မှာငွေနှစ်သိန်းမမျောလေးမရတော့လဲဟိုဒါအပြော်ကြရပေါ့နော်ဟိုခက်ခဲတဲ့သူကများပါတယ်ဘိုးဘိုးမျိုးသမီးဆေးုံဆိုတော့လေအဲ့ဒါနဲ့တော်ပေးနေတဲ့သူတို့ပြောတာကြီးကြည့်ပြီးတော့ကို့မှာလည်း ဟိုနောက်ဆိုရှိရင်လည်းလိုလူကျင်သိလေးဖြစ်တာဗောနော်ဟောဟောဟိုကျွန်တော်တို့ကတော့ဟိုပေါ့အဲအဲ့လိုပဲဗောနော်ဟိုပေးပြီးွားရင်ဟို giver တွေကြတော့ပေးပဲပေးတယ်နော်သူများစီကအလူခံတာတို့လိုချင်တာတို့ကျွန်တော်သိမရှိဘူးကျွန်တော်မှာမရှိဘဲနဲ့တော့ကျွန်တော်မလူဗောနော်မရှိဘဲနဲ့ကိုယ်ရေထည့်ရင်ကိုယ်လည်းဟိုဟာဒုက္ခရောက်တယ်သူများလည်းဒုက္ခရောက်တယ်အဲကျွန်တော်တို့ policy ကတော့ဟိုလူကျင်ပို့ရှား ရှာလို့ပို့ရှန်နေဆိုလှူဗျာမရှိဘဲနဲ့တော့ကျွန်တော်မလှူသေးဘူးကျွန်တော်လည်းရင်တော့မရှိခင်တော့ရှောက်မလှူအဲ့ကျမှပို့ရှန်လာပြီကျွန်တော်တို့ပြေစုံပြီကျွန်တော်မိသားစုတက်ပြေစုံပြီဆိုရင်ပို့တဲ့ဟာလေးကျွန်တော်လိုအပ်တဲ့နေရာလေးအလိုလှူပြတာပါဗျာဟိုပါပေါ့ကျွန်တော်တို့ဒီဆိုင်နေနဲ့ဆိုရင်ကျွန်တော်က300ဆိုရင်လူရောက်တရာပဲလှူလို့ရတယ်ကျွန်တော်ကဒီစေးုံကြီးကိုကျွန်တော်လမ်းဆက်တော့ကြတော့ဒီဟိုဆရာဆရာဝန်ကြီးနဲ့ကျွန်တော်တွေ့တော့အိုကိုဝင်းသောမမွေးခင်ရေမွေးဖို့မွေးပြီးတဲ့သူရေဆိုရင်တော့ကျွန်တော်ဒီအရောက်တရာလောက်တယ် ဒါပေမဲ့အဲ့မှာကင်ဆာသမားတို့တခြားယောဂါတို့ရှိရပေါ့နော်အဲ့လိုကြီးဆိုရင်ကျွန်တော်မလောက်တော့ပြန်အောင်အဲ့တော့ကျွန်တော်မစ်ရှင်ကလည်းကျွန်တော်ကိုဝင်ဆောင် only ပဲကျွန်တော်ကုညီချင်တာဂျန်တဲ့ဟာကျွန်တော်မကုညီနိုင်ဘူးကုညီဖို့လည်းဟိုအဆင်မပြေဘူးပေါ့နော်ကျွန်တော်ကိုပ္ပစံနဲ့ကိုလှူပါဆိုတော့အဲ့ဒါနဲ့ကျွန်တော်အဲ့ဒီနေ့ကမနက်ဖြန်သွားလှူမယ်ဆိုဒီနေ့မှအဲ့လိုပဲညနေပတ်လေး post လေးတင်လိုက်တာကျွန်တော်တော့မနက်ဖြန်အဲ့လို3-2ရသွားလှူဖို့ရှိတယ်အခုကကျွန်တော်ကျွန်တော်အလှူခံတာမဟုတ်ဘူးဒါပေမဲ့ ျွန်တော်တယောက်တည်းသွားရင်လူရောက်တယ်ဟာတယောက်ကိုနှစ်သိန်းရမှာအကယ်လို့ဟိုစေနာရှိတဲ့သူတွေကျွန်တော်ဝိုင်းပြီးတော့ဟိုကျွန်တော်နဲ့အတူတူ లై ့လှူဖို့ကျွန်တော်ခေါ်ကျင်တာအဲ့လိုလူတွေပါလာရင်ဒါပေမဲ့လူရောက်120လဲလူလူနိုင်သွားမယ်150လဲဖြစ်ရင်ဖြစ်သွားမယ်ဆိုတော့အဲ့မှာကျွန်တော်အဓိကခေါ်တာတော့လူငွေကျွန်တော်ထည့်ကြမလို့ లై ့ခဲ့အတူတူ లై ့လှူပေးအဲ့လိုကြတော့အဲဆက်သွယ်လာကြတယ်အဲ့မှာလူ100ယောက်လောက်လာတယ်100ယောက်လောက်လာပြီးသူတို့အားလုံးဝိုင်းပြီးတော့ ဟိုဟိုကူညီပေးတယ်ပြီးတော့နေဝေးတို့နိုင်ငံသားတို့ကလူတွေကြတော့လဲကျမတို့တော့မလိုက်နိုင်ဘူးအဲဒါလေးကိုကူညီပေးပါဆိုတော့ကျွန်တော်ဒီနိုင်တဲ့လောက်အဖွဲ့ရဲ့အဲဟို banking account တွေကိုပဲကျွန်တော်ထည့်ခိုင်းပေးတယ်အဲကျွန်တော်နိုင်တဲ့လောက်အဖွဲ့ရပဲဥဆောင်ပြီးတော့ကျွန်တော်သွားလိုက်တယ်ဗျအဲ့တော့ total အယောက်100ကျွန်တော်လူလို့ရမယ့်နေရာမှာအယောက်150လူလို့ရတယ်အားလုံးဝိုင်းပြီးတော့ကူညီလိုက်တာ300လောက်ရှိရဲအဲ့တော့ကျွန်တော်တို့လူမဲ့နေရာနဲ့ဆိုရင်300ဟာဖြစ်သွားတယ်လူယောက်100အစားကိုကျွန်တော်150လောက်ကိုကူညီနိုင်ခဲ့ပါဗျာဟုတ် ်ဆူဆူပေါင်းလူလူရောက်150ပေါ့နော်ဟိုအလူဟိုဟာပေါ့ကျွန်တော်တို့ပေးခဲ့တာလူရောက်150ဒါပေမဲ့ဟိုတချို့ကတသိန်းထည့်တယ်တချို့က2000ထည့်တယ်တချို့က5000ထည့်တယ်အဲအများဆုံးထည့်တဲ့တယောက်ကကျတော့သူက25သိန်းထည့်တယ်သူကကြတော့ဟိုသူကအစဟိုဆယ်ယောက်စာပဲကုညီမယ်ဆိုပြီးလိုက်လာလိုက်လာရင်လည်းဟိုလဲရောမလောက်တော့ဘူးမလောက်တော့ကျွန်တော်မှလည်း budget ကမရှိတော့ဘူးတကယ်တော့9ယောက်လောက်ကလိုနေတယ် လူနေရာနဲ့ရတယ်ကျွန်တော်ဖြည့်ပြီးလူပေးမယ်ဆိုသူတယောက်လည်းလူတာ25သိန်းလောက်ဖြစ်သွားတယ်အဲ့ဒါကျွန်တော်နဲ့ဟိုကျွန်တော်လုပ်ငန်းပါတနာတယောက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကလည်းအဓိကပေါ့နော်ဟိုနာမည်ကြီးကျင်လို့လည်းမဟုတ်ဘူးကျွန်တော်ဟိုတည်တဲ့လူတချို့တော့လည်းတည်ပြီးသားဗျာလို့နာမည်ကြီးဖို့တကူတည်းကကျွန်တော်လိုက်လို့ပြရစရာမလိုဘူးကျွန်တော်စာလေးဖတ်တဲ့သူရှိရင်ကျွန်တော်ကျင်တတ်တယ်ဗျာဒါပေမဲ့ကျွန်တော်ဒီဟာကိုရှေ့ကနေလုပ်ပြရဆိုတာ တကယ်လိုအပ်နေတဲ့နေရာရှိတယ်ဒီနေရာတွေကိုလှူစေချင်တာဖြစ်တဲ့အတွက်ဒီနေရာတွေကိုကိုလှူယုံနဲ့မပြီးဘူးဗျာဒီနေရာတွေကိုကိုလှူနေဆိုတော့သိစေချင်တယ် လူများကိုလည်းဩဒီနေရာမှာတကယ်လိုပါလားဆိုရယ် message လေးကိုပေးခြင်းတယ်အဲ့ဒါပထမတစ်ချိန်ကတော့မမတ်ရပဲ23ရက်နေပဲဒီဒီတလတိတိဆိုဒီနေ့ပြည့်ရပါတော့အဲ့တော့တော့ကျွန်တော်ဒီစောက်ရောင်းငွေဒိန်း300ကိုကျွန်တော်လူရောက်150ကိုလူတယ်အဲမနေ့ကလည်းကျွန်တော် total အားလုံးပေါက်လိုက်ဒိန်း300ထပ်ဖြစ်သွားတယ်ထပ်လူနိုင်တယ်အဲ့ဒါလေးကိုလည်းကျွန်တော် post တင်တယ်ဗျာတင်တယ်ဆိုတော့အော်လိုက်ပြီးလူစီကျင်တာပေါ့နော်ဒီနေရာလေးတကယ်လိုအပ်နေတယ်တချို့ဆိုဟိုဘက် ARD တိုင်းဘက်ကနေတောဘက်ရွာဘက်ကနေလာရတယ် ကလေးလေးတွေမွေးထားတယ်ကလေးလေးတွေကတပောင်ခွဲလောက်ပဲရှိရနှစ်ပောင်တော့မပြည့်ဘူးအဲ့တော့အဲ့ဆေးဥမာရင်တို့နေရတဲ့ကာလကဟိုဟာဟိုနှစ်လသုံးလလောက်ဖြစ်နေရဗျာပြီးတော့ဟိုအခုဆိုဒီဟို online မှာနာမည်ကြီးနေလေးမဘူးအမေရှိတယ်လေးမဘူးအမေဆိုလဲတို့စီးပွားရေးဆင်မပြည့်ဘူးအော်ဒီ၄ယောက်စာရဲ့သူ၁ယောက်စာရဲ့သူ၅ယောက်စာကိုစားနေရဗျာအဲ့အတွက်သူမှစားဖို့တောက်ဖို့ပတ်စံလည်းမရှိဘူးအဲ့လိုမိခင်နေအများကြီးရှိတယ် ျွန်တော်ကမလိုအပ်တဲ့နေရာကြီးထက်ဆိုင်ပိုချန်နေတဲ့နေရာကြီးထက်ဆိုင်ကျွန်တော်ဒီနေရာတွေကိုလှူစေချင်တယ်လှူစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ရင်ရှိကနေလှူပြတယ်ကျွန်တော်ပတ်စံနဲ့ကျွန်တော်လှူတယ်ပြီးတော့ကျွန်တော် challenge လေးလည်းထပ်ခေါ်လိုက်တယ်အဲ့တော့ဖြစ်နိုင်ဒီလိုနေရာလေးမှာလှူပေးပါကျွန်တော်လည်း challenge လုပ်ပါတယ်အကဲခင်ဗျားတို့လည်းအဲစိတ်ဝင်စားတယ်လို့လှူနိုင်တယ်ဆိုရင်လှူပေးလှူပေးပြီးကျွန်တော်လည်းလာပြောကျွန်တော်လည်းကျေးဇူးတင်ကြောင်းပြောမယ်ကျွန်တော်တို့လို့ရှေ့ကနေလှုပ်ပြခြင်းအပြင်သူများရဲ့လည်းဒီနေရာတွေကိုမြင်လာမယ်ငါတို့ဒီနေရာကြီးလှူလို့ရတယ်ဒီလိုလေးဖြစ်လာဆိုတော့ဟို အလုံးရလေးကိုပြန်ဆိုင်ဝိုင်းလူရင်ဗျာအရန်ဝမ်းသာစရာကောင်းပါဗျာတိလားအဲ့အတွက်ကျွန်တော်ရှေ့ရနေလှုပ်ပြတာဖြစ်ပါတယ်ဗျာအော်ကျွန်တော်ဒီနိုင်တလောက်ဖွဲ့လေးကိုလှုပ်ထား၄နှစ်ရှိပြီဗောနော်အစတော့ကျွန်တော် online အနေပဲအဲအများစုကျွန်တော်ဒီလာတော့အရောက်တဲ့အရောက်90လက်ခံပေးမယ်100လက်ခံပေးမယ်ဆိုပြီးတော့လှူပြစ်တာများတယ်အဲ့ကြရင် online အနေတော်တော်များလာတယ်ကျွန်တော်လက်ခံတယ်စီးစစ်တယ်မွေးရင်ကျွန်တော်ငွေလွှဲပေးလိုက်တယ်အဲ့လိုလှုပ်ခဲ့တာအလုံးမအရောက်1600လောက်ဖြစ်သွားပြီး ဟိုလူကြီးပေါ့နော်အခုဒီနောက်ပိုင်းမှာဒီလိုဘာလို့လုံးဖြစ်တာလဲဆိုတော့အဓိကဒီဆေးရုံနေမှာလုံနေရဲကျွန်တော်ကိုဝင်သားတော့အတူတူပါပဲ line မော်ဟာနဲ့ဆေးရုံဟာနဲ့ဒါပေမဲ့ဆေးရုံမှာဒုက္ခရောက်နေတဲ့သူကြတော့ဖုန်းတော့မရှိဘူး online မော်တက်ဖို့နေနေတက်တာအဲ့လိုလူတွေစီကိုလည်းရောက်စေချင်တာဖြစ်တဲ့အတွက်ကျွန်တော် online နေလူတာရောက်ထောင်ကားလောက်ရှိသွားရဖြစ်တဲ့အတွက်ဒီနောက်ပိုင်းကျွန်တော်မြေပြင်မှာဆင်းပြီးကျွန်တော်ကွန်ကြီးချင်တာအဲ့နဲ့အခုမြေပြင်ကိုဆင်းပြီးတော့ကိုယ်တိုင်လည်းလုပ်ပြရတယ် ဘာလို့အမြင်ပြမရမ်းလွယ်ကူတယ်ဗျာကျွန်တော်လိုမျိုးအဖွဲ့အင်းနဲ့ brighter လို့ဆရာမလို့အိမ်မှာပတ်စံရှိတာတိန့်တရာရှိလား200ရှိလားဟိုဟာလူရတဲ့ဆိုင်ဟုတ်ပြီရောက်ဆိုင်ထဲလေးထည့်ပြီးတော့ဆေးရုံကြီးမှာခွင့်တောင်းပြီးတော့ပေးလိုက်အောင်မယ်လေနော်အရန်လွယ်ကူတဲ့ကိစ္စဗျာပြီးတော့စနစ်တကျလေးဖြစ်အောင်အားလုံးတန်းစီပီပေးလိုက်ပေါ့ဒါဆိုပိုကောင်းတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဟိုအလိုရှိရနေလုပ်ဖြစ်တာပါဗျာဟုတ်ဟုတ်ကဲ့ဟိုတော့တော်များတော့လို့ဘောကောင်းပါတယ်တာရုဘဝိုင်းပြောကြအဲ့အတွက်လဲတကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကလည်းအတိကဟို ဟိုလိုက်လုတ်စေချင်တာဗျာတိလားကျွန်တော်တာရုမခေါ်ပေးလဲရရဘာမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာအနီးနားမှာဒီဒီဘုံမျိုးသမီးဈေးရုံကြီးမှမဟုတ်ပါဘူးကိုက နေမျိုးမှာရှိရဆိုတဲ့နေမျိုးကဆေးရုံမှာခက်ခဲနေသူကခက်ခဲနေသူကဝေးမှာလိုက်ကြည့်ကြမလို့ဆေးရုံတိုင်းမှာရှိတယ်အဲ့တော့အဲ့လိုဆိုရဆေးရုံတွေသွားမယ်လိုအပ်တဲ့သူလေးကိုကူညီပေးမယ်9000နိုင်နဲ့1000နိုင်လဲ9000 1000လဲ9000 1000ပဲဗျာတချို့တော့9000 1000တော့မရှိရလူနေသားတွေအများကြီးရှိရဗျာအဲ့တော့ကျတော့ဖြစ်နိုင်ကျွန်တော်ကူညီစေချင်တယ်အခုလက်ရှိဒီကမ်ပိန်းလေးနာမည်ကိုလည်းလူနာကိုကူပါဆိုတဲ့နာမည်လေးကျွန်တော်ပေးထားတယ်အဲကျွန်တော်လည်းဖြစ်နိုင်တော့ကျွန်တော်လည်းကျွန်တော်ဝင်ဝင်ဝင်တဲ့လောက်ကျွန်တော်ရာခိုင်နှုန်းတစ်ခုဖယ်ပြီးတော့အခုလိုလာစင်လို့ဆေးရုံမှာသွားလို့ဘူးလဲ စဉ်းစားနေတယ်ဟိုဟာပေါ့ဟိုနောက်တစ်ခေါက်လူကနေကြရင်လည်းနောက်လာလဲတကြံပြီးလောက်လူဖြစ်ဖို့ရှိပါတယ်အဲကြရင်လည်းကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကုညီလို့လည်းရတယ်ကိုကကိုတော့သွားပြီးကုညီရတော့ကောင်းဆုံးပါဖြစ်နိုင်ငွေလေးပုံနေသွားပါပြီးရင်အဲသွားတဲ့လူတဲ့ဟာလေးတွေကိုလူနာတဲ့မျက်နှာတွေကိုတော့စတစ်ကာလေးအုပ်ပါအုပ်ပြီးတော့ ဟိုဟာ post လေးတင်စေခြင်းနဲ့ကို Facebook မှာဖြစ်ဖြစ် social media မှာဖြစ်ဖြစ် TikTok မှာဖြစ်ပေါ့နော်။အဲဆိုအဲ့လိုလှုပ်ပေးခြင်းအပြင်ဒါကောင်းတဲ့အပြုမူဖြစ်တယ်ဒီကောင်းတဲ့ဖြူမူကကျွန်တော်ပြန့်နှံ့စေခြင်းနဲ့အဲ့တော့မှမတည်သေးတဲ့တွေလောဒီမှာဆေးရုံမှာလုမယ်ဆိုတဲ့ idea ရသွားမယ်လိုက်လူတယ်။အဲ့လိုအပြိုင်ဆိုင်လိုက်လူတာကိုဖြစ်စေခြင်းတာဗျာ။တခြားနေရာကြီးပြိုင်ဆိုင်တာထက်ဒါတကယ်အကျိုးရှိတဲ့နေရာမှာကျွန်တော်ပြိုင်ဆိုင်စေခြင်းနဲ့လှူစေခြင်းပါတယ်။အဲအကြောင်းလဲအခုလိုလေးလုပ်ဖြစ်တာပါခင်ဗျာဟုတ်ကဲ့။